အာကူကတော့တမင်းစားတဲ့ကောင်ကတော့တမင်းစားနေအောင်ဗျာနော်အပေါ်မှာလီရင်တဲ့ကောင်ကတော့လီရင်အလုပ်လီရင်လိုက်လုပ်နေပါလေလိုက်ချနေပါလေလီရင်ပြေကုန်ပြီတော့တမင်းစားနေပါလေဒီကောင်ကတော့ကျွန်တော်တို့လိုက်လုပ်နေပါဗျာအဲ့ကောင်အဲ့ကောင်အဲ့ကောင်လိုက်လုပ်ကျွန်တော်ကတမင်းပဲစားရတယ်ဘာမှမလုပ်ကောင်ကတမင်းကိုကြွေးမလို့သူတို့ရေချင်လို့တင်းစားမလို့တော့ဘာလာလုပ်တယ်ဟုတ်နောက်နဲ့နော်။ညမေးလိုက်ရင်ဒီလောက်ပဲလားဒီလောက်ပဲလားလို့ mình lâu mới chơi đâu mà mình lỡ đâu mà lỡ mình lỡ mà lỡ mà mà ta đu về thì đó đó bố đi chơi về rồi đó hình như đi chơi bị bảo còn thì còn tị chỉ mình còn mình nhà rồi chậu rồi mình nhà cha nào mà tiền thân cho đồ đi nên lại giật lộ nhưng ra bây giờ đó rồi tôi lấy luôn thì sẽ Mì Gõ Để không bỏ lỡ جينا جي hermano, ီလူငယ်တွေအားလုံးကကိုယ့်အိမ်မှာကိုအေးအေးဆေးထမင်းစားရရပါတယ်။ဒါပေမဲ့မစားပါဘူး။နိုင်ငံအတွက်ရေးကြီးတဲ့တာဝန်တွေကိုပုံမှန်တင်ရင်းနဲ့ပဲ၊ပေါ်ရင်းမှာပဲအခုလိုမျိုးစားတော့နေရောက်တွေ့နေရဖြစ်တဲ့အတွက်ဒီနေ့ကျော်ကာလာတွင်းဒေါ်လာကြီးကဘာမှဖြစ်မလာဘူးဆိုပြီးတော့မိကုန်းတွေထုတ်လာကြတဲ့ပုံမှာသင်ပြောချင်တာကတော့အဲ့ဒီမိကုန်းတွေမှာပဲဖြည့်ပါပြီးပါပါပြီ။ဒီနေ့ကျော်ကာလာတွင်းတော့ရှိနေပြီ။အဲ့ဒါအဖြေပါပဲ။ဒါကဒေါ်လာကြီးကဘာမှဖြစ်မလာဘူးဆိုရင် မင်းအွန်လိုင်းအာနာသိမ့်ပြီး၄လတောက်ထဲရအွန်လိုင်းရေးဆိုတဲ့စကားတန်ကိုအခုချိန်မှာကြားမှမဟုတ်ပါဘူးရုပ်တော့မတော့အောက်ကလူတောက်ညာဟွန်းနော်အဲ့တော့ပြည်သူစစ်တီကိုခင်ဗျားတို့လူလူဆက်ဆံပါလို့ပြောချင်တယ်ကျောက်ကတိတဲ့ခါတော့ဘဒုမအကြောင်းကြားမှာမဟုတ်ဘူးနော်စီးနေတဲ့ဖန်နဲ့ပပိတ်လိုက်ပလိုက်မှာပဲ ော်လံမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးဓမ္မအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီရိုရူဟင်း channel ရဲ့ယနေ့ည April 24ရက်နေ့တာတာပရီနီရဲ့ညပိုင်းအထိနောက်ဆုံးရရှိသတင်းချို့ကိုဖော်ပြပြဖြစ်ထွက်တဲ့မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီညကနေပထမတောင်းဆိုလိုက်ပါရစေ။ပထမဆုံးသတင်းပုံနေ့ကတော့ပြည်သူတွေအပေါ်မှာနစ်နာခံမှုမြစ်တာတရားနဲ့နိုင်ငံရေးဥဆောင်မှုပေးနေတဲ့ကောင်ဆန်းစုကြည်ကိုပြည်သူ့ကုံရီစုရှင်ဖြစ်ရွေးချယ်လိုက်ကြောင်းပြည်သူ့ကုံရီသတင်းကနေပြီးထုတ်ပြန်လိုက်ပါရစေ။2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကုံရီအသင်းရဲ့ ုံပြုသူအဖြစ်အကျဉ်းချခံရသောပြည်သူခေါင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြီးကိုရွေးချယ်ခြင်းဖြစ်ပါတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြီးဟာသူမရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့မြန်မာပြည်သူများအပေါ်ထားရှိသောအနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများအပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြမ်းဖက်ဆီယနာရှင်ကိုဒုမတော်ပဲကြံ့ကြံ့ခံတွန်းလှန်နေသည့်သိက္ခွန်အားများကိုပြည်သူတွေကိုပေးနေသူတယောက်ဖြစ်ပြီးတော့ဒါကိုဥညွတ်ဂုံယူခြင်းကြောင့်ဖြစ်ကြောင်းလည်းအတည်ပြုထားပါတယ်။မတရားဖန်ဆီးထိန်းသိမ်းခံရတဲ့ဒေါ်အောင်ဆန်းစုကြည်ပေါင်းဝင်နိုင်ငံရေးအကျဉ်းသားများအနေနဲ့တူ အမျိုးသားလုံးစစ်ကြုံဘဝလွမြောက်ရေးအတွက်သူကုံရီအသင်းကနေပြီးတော့တရင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲအားလုံးပဲဒါကတော့အမေစုရဲ့ဘုံတကူတွေကတော့လက်ရှိခြေနေမှာရှိနေတော့မှာပဲ။ဒါဒီကြောင့်လဲစစ်တကအမုန်းကြီးမုန်းနေတာတော့လေသိတော့စမ်းကြတဲ့အရာတော်မဟုတ်ပါဘူး။ဒါတွေသူတို့ရဲ့တားတဲ့သူရှိနေသူရဲ့သူတို့တွေဘာမှမလုပ်နိုင်ဘူးဆိုတော့သူတို့တိနေတော့ပါပဲ။စစ်တက်ဆိုတဲ့ကောင်းတွေကသူများကကိုယ့်ရဲ့တာရင်သူများရဲ့တာအောင်လုပ်မယ်ဆိုတဲ့စိတ်တက်ကမရှိမဲနဲ့သူများကကိုယ့်ရဲ့မတာအောင်လုပ်ဖို့စိတ်တက်ကိုပဲရှိရကောင်းနေဖြစ်တဲ့အတွက် ရွေးမှုစိတ်သက်ရှိတဲ့လူတွေရတဲ့ကျွန်တော်တို့ရဲ့ပုံဝန်းကျင်မှာအများကြီးရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေတဦးချင်းစီတိုင်းနဲ့ဒီလူမျိုးစိတ်သက်တွေကိုပြင်ဆင်ပြီးတော့နိုင်ငံကိုတည်တဲ့ပိုကောင်းမွန်တဲ့နိုင်ငံတစ်ခုဖြစ်အောင်လုပ်ဖို့ကကျွန်တော်တို့ရဲ့တောင်းပန်ပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတို့မှာတော့မြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တော့လဲရုရှားကနျူကလ িয়ার ဓာတ်ပိစက်ရုံတိဆောက်ပေးရေးစီစဉ်ကိုနောက်မဆုတ်ပဲဆက်လက်လှုပ်ဆောင်ပြီးဆိုပြီးတော့လင်းပေါ်ပြထားတာတွေ့ရှိရပါတယ်။ န္တရ28နှစ်ရလောက်ထက်ခဲ့တဲ့ပြင်းရမြင့်ခွင်းသမားခွန်ဆင့်ရှိတဲ့ငလင်ကြီးကြောင့်လူကြီးရဲ့4000နီးပါးလက်ရှိချိန်မှာတည်ဆုံးပြီးပျက်စီးများခဲ့တော့လဲနျူကလ িয়ার ဓာတ်ပိစေုံတိဆောက်ရန်အစီအစဉ်ကိုတော့ဆက်လက်လှုပ်ဆောင်တော့မယ်ဖြစ်ကြောင်းနိုင်ငံထိပ်ပိုင်းချင်းချင်းအသေးစားနျူကလ িয়ার စေုံတိဆောက်ရေးဘောဒွန်ချက်ကိုလည်းလက်မှတ်ရေးထိုးခဲ့ကြောင်းဖော်ပြထားပါတယ်အဆိုပါသဘောဒွန်ချက်မှာရုရှားနိုင်ငံပိုင်နျူကလ িয়ার ကော်ပိုရေးရှင်း55ငါးမဂါဝတ်တပေါင်းပုံနှစ်ခုပါဝင်သောဓာတ်အား30မဂါဝတ်ထုတ်နိုင်တဲ့နျူကလ িয়ার ဓာတ်ပိစေုံကိုတိဆောက်ရန်နဲ့ဥပပေါင်းဆောင်ရွက်ပြီးဖြစ်ကြောင်းအလင်းကြောင့်နျူကလ িয়ার စေုံတိဆောက်ရေးအစီအစဉ်မထီးကဲကြောင်း ော်ပြထားတာတွေ့ရပါတယ်မြန်မာနိုင်ငံကဒီဆော့မဲနျူကလ িয়ার ဒါဘေးစစ်ရုံရဲ့တင်ညာကိုတော့ထုတ်ဖော်ပြောဆိုခြင်းမရှိတော့လဲပြည်စုံများစွာလှုပ်ဆောင်နေပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်နောက်ထပ်သတင်းဒီပုံမှာတော့အချမ်းမတ်စစ်ကောင်စီကမြန်မာနိုင်ငံတွင်းသို့တွင်းကုန်များတင်သွင်းမှုကိုလုံးဝထိန်းချုပ်လိုက်ပြီးနောက်ဒီလက်မြေတန်းစောက်လို့ရေးသုံးပစ္စည်းနဲ့ကားတင်သွင်းရဲ့ပါမီများကိုမရောက်နိုင်တာအောင်ပြေဆုံးအမိခင်တိတိတက်မွန်နဲ့မိဖက်စီပွားရေးသမားများကခွင်ထူးခံရရှိပြီးပါမီတီးတန်ရောင်းဝယ်ဈေးဝယ်ကြီးဖြစ်ထွန်းနေကြောင်း UMFCCI ကနေပြီးတော့စီလာတိုင်းဝမ်ကနေပြီးတော့သို့ပေါ်ပြောဆိုလာပါတယ် ကောင်စီအားဤပနိုင်ငံเจ้าတွေတုံးဆမှုမှန်တယ်များကိုကန့်တယ်ပိတ်ပင်လိုက်ပြီးနောက်သွင်းကုန်တင်သွင်းမှုများအလုံးကိုလည်းပိတ်ပင်ထားကြောင်းသွင်းကုန်တင်သွင်းသူများနေဖြင့်စစ်ကောင်စီကဖွဲ့စည်းထားသောနိုင်ငံခြားသုံးငွေကြီးကြပ်ကော်မတီထံမှဖွင့်ပြချက်ရှိပဲကြီးပွားရေးနဲ့ကုသန်းရောင်းဝယ်ဌာနရဲ့သွင်းကုန်လိုင်စင်ရှောက်ထားရေးမရာကြောင်းနိုင်ငံခြားသုံးငွေကြီးကြပ်ကော်မတီကလည်းသွင်းကုန်တင်သွင်းမှုပြုမှုများကိုမင်းအောင်နိုင်သားသမီးနဲ့မိဖက်စီဝါရီသမားများဘိုးချုပ်အတိုင်းဝမ်းနဲ့စစ်တပ်ပိုင်စီဝါရီလုပ်ငန်းများကိုသာခြားပေးထားကြောင်းသိရှိရပါတယ်။အဲဒါကတော့မင်းအောင်နိုင်ရဲ့မိသားစုရဲ့မြန်မာနိုင်ငံမှာလုပ်နေတဲ့နေသားတစ်ခုပါပေါ့။ ခုတော့ပြောချင်တာကတော့တော်လိုင်းပြီးကာလာမှာဒီကောင်တွေကိုဘာလုပ်မလဲဆိုတာကတော့ပြည်သူတွေကိုရှင်းရှင်းလင်းလင်းဟောပြပြီးတော့ရှင်းရှင်းလင်းလင်းတုံ့ဆောင်ပြရမှာတော့နောက်တက်လာမဲ့ဆိုးရကလို့ရမယ်ကိစ္စတခုဖြစ်ပါတယ်အဲ့ဒီကိစ္စမှာတော့ပြည်သူတွေကျင့်နဲ့အားရဝမ်းသာတဲ့အထိတုံ့ဆောင်ပြေးဖို့တော့လိုအပ်ကြောင်းဒီနေရာကနေပြန်မှတည်ပေးလိုက်ပါတယ်ပြည်သူတွေကမကြောက်အောက်ကလူကြောက်များဟွန်းနော်အဲ့တော့ပြည်သူစစ်တွေကိုခင်ဗျားတို့လူလူဆက်ဆံပါလို့ပြောချင်တယ်ကြောက်ကတိတဲ့ခါတော့ဘယ်သူမှအကြောင်းကြားမှာမဟုတ်ဘူးနော်စီးနေတဲ့ဖန်နဲ့ပပိတ်လိုက်လိုက်ပါပဲ အဲအားလုံးပဲဒီပြိုလေးမှာတွေ့ရမယ့်ကြောင်းရလေးကတော့ပြည်သူစစ်ခွေးတွေကိုစစ်ခွေးတွေကနေပြီးလူလူဆက်မဆန်မဆက်ဆန်လို့ဆိုပြီးတော့အောက်လုံးတကောင်ပေါက်ကွေးနေရဖြစ်ပါတယ်။တို့ရဲ့ပြူစောထီးတွေကိုခုနောက်ပိုင်းမှာမင်းအောင်နိုင်နေတဲ့တည်ချင်းတည်ချင်းထောက်ပံ့မှုတွေလျှော့လာတာနဲ့ပတ်သက်ပြီးတော့ပြူစောထီးတွေလည်းတော်တော်လေးပေါက်ကွေးနေပြီးတော့မဘာသာဖုံးကြီးတွေကပါဝင်ရောက်ပြီးတော့တို့ကိုထောက်ပံ့ကူညီတဲ့အနေအထားတစ်ခုရောက်နေတာဖြစ်ပါတယ်။အဲဒီလိုပဲစကိုင်းမှာဆိုရင်လည်းတို့ရဲ့ဒီပါရီတော်များပိတ်ဆို့ဝိုင်းရံခံရပြီးစံနဲ့စီစားကိုတော့မြင်ရတာ6လလောက်ရှိနေတဲ့အနေအထားတစ်ခုမှာဒီတို့ရဲ့ပြူစောထီးရဲ့မိသားစုဝင်တွေကိုယ်တိုင်ပြည့်နေတဲ့အနေအထားတစ်ခုပါပဲ။ ကဲဘာပြောမရောက်နိုင်နေနဲ့ထိုးကြွေးမဲ့ပြူစောထီးနေနေလက်ရှိခြေနေမှာကတော့ဘလော့တီဘွားပြက်နေလဲဆိုတာကတော့ဒီဗီဒီယိုလေးတွေအသက်တကူပါပဲဦးဇင်းတို့ဒီမန္တလေးတိုင်းတို့စကိုင်းတိုင်းတို့ဒါဦးဇင်းတို့ရှမ်းပြည်နယ်ချုံမြို့နယ်တွေအကြောင်းလေးတွေပေါ့နော်ဒါမန္တလေးတိုင်းမှာဖြစ်ဒါဦးဇင်းတို့ဒီမရေအားတချို့မှာတော့ကိုယ့်ဘက်ကနေဖြီးစီစီနဲ့လှုပ်ဆောင်နေတာတွေကိုတော့တွေ့နေရတယ်ဗျရန်သူရှိတဲ့နေရာကိုလည်းထက်ချက်မကွာလေချောင်းရောအောက်ချောင်းရောအကုန်လုံးလှုပ်နေရတယ်တော့မြင်နေရတယ်အဲ့တော့ဒီမန္တလေးနဲ့ပတ်သက်ပြီးဦးဇင်းက ူကြီးတွေကိုဘာဘာဝေဖန်တာထက်ဥစဉ်တော့တုံးတက်ကြခြင်းဖြစ်ပါတယ်ဗျာနော်တုံးတက်တုံးတက်တယ်ဆိုတာကလည်းဥစဉ်တော့တကာကြီးတို့ငုံလို့လည်းမဟုတ်ဘူးနိုင်ငံတော်အတွက်ဥစဉ်တော့တုံးတက်ခြင်းတိုင်းပြည်အတွက်တုံးတက်ကြခြင်းဖြစ်တယ်နော်ဥစဉ်တော့ဒီဗီဒီယိုစစ်တွေနဲ့ပတ်သက်လို့ရှိရင်အရွှေပြောင်းလေးတွေတွားလာလာခါလေးအခက်အခဲရှိတယ်မနေ့ကဆိုလို့ဆိုလို့ရှိရင်လည်းဥစဉ်တပည့်တွေကဒီဒီထက်မှဥစဉ်စကားဖြတ်ပြောမယ်ဒီဗိုလ်ချုပ်တယောက်ဆိုရင်လေးစားစရာကောင်းတယ်ဗိုလ်ချုပ်တက်နိုင်မှုပေါ့ဗျာနော်ဘာလေးစားစရာကောင်းတယ်လေ ဥစဉ်အရင်ရက်ကကိုကျုပ်ကိုဆက်လိုက်တယ်ဒီချိန်မှာကိုကျုပ်တွေလည်းအလုံးများတယ်ကိုကျုပ်ဒီလိုဒီလိုရှိတယ်နော်ဥစဉ်ကလေးတွေကဒီဘက်ဘောကမှအန်တရယ်များတယ်ထိတ်ဆုံးမှရှိနေတယ်အဲ့တော့ကိုကျုပ်တို့ဆက်စီစဉ်ပေးပါတကယ်လို့မှစီစဉ်မပေးနိုင်လက်နဲ့ပေးလိုက်ကိုကကိုသွားမယ်ဟုတ်လားတနက်ပြလိုက်လို့ကိုကဒီတနက်ပါလို့ကြည်လုံးတော့ဆာပါလို့တူပြစ်ကိုပြစ်ပြစ်လိုက်ရလို့ကြာသွားတာအကြောင်းမရှိဘူးတနက်မပါလို့ခံလိုက်ရတယ်မပြန်ပြစ်တေးလိုက်ရတယ်ဆိုဥစဉ်လက်ကစိတ်မကောင်းဖြစ်ပါဘူးဥစဉ်လက်နောင်တရလို့သုံးမှာမဟုတ်ဘူးအဲ့တော့ကိုကျိုးတို့လိုက်ဖို့နိုင်လို့ရှိရင်လိုက်ပါဖုံးဖုံးတက်နေကိုသွားလိုက်ပါခင်ဗျာတပည့်တော်ခါရဖုံးဆက်ထားလိုက်မယ်အဲ့ဟုတ်ပြီနောက်နေ့ကျဥစဉ်တက်နေကိုသွားတက်နေမှာသွားတော့တက်နေရုံကနေ အပြုစစ်တွေဆိုမထီမထီလေးသားနဲ့စကားပြောချင်တယ်လို့လို့မပြောချင်နဲ့တကယ်ဆိုရင်ငါသားဘယ်နေရာဝက်လဲကငါသားကတော့ဘလို့ဆောင်ရွက်ပြရမလဲအတကယ်ဒီလိုလောက်ရမှာဥစဉ်တို့လုတ်ပေးနေရတိုင်းပြည်အတွက်တိုင်းပြည်အတွက်လုတ်ပေးနေရနိုင်ငံအပြုစစ်တွေခွေးခွေးချင်းအောင်နော်ခွေးခွေးချင်းအောင်လို့ဖြစ်နေကြပြီဒီခွေးတွေအနေနဲ့ကလည်းပြည်သူစစ်တွေနေရာယူလာတာနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာမကြည်မနဲ့ရှိနေမှာတော့အမှန်ပါပဲသူတို့ရဲ့အသိစိတ်တွေအငုံစိတ်တွေများတဲ့ကောင်တွေဖြစ်တဲ့အတွက်အချင်းချင်းပြန်ကြိုက်နေတဲ့အနေအထားတစ်ခုပါပဲဒီကနိုင်ငံဝန်ထမ်းသားတွေမဟုတ်ပြည်စင်သားတွေမဟုတ်နော်ပြည်စင်သားတွေမဟုတ် မဖြစ်စလောက်လာကလေးဒီဒီခွန်ခေါင်လေးကိုမက်လို့မဟုတ်မက်လို့မဟုတ်တနေ့ကိုအဲ့ဥစဉ်မွေးထားတဲ့ပြုစင်လို့နေဥစဉ်တော့လောက်စားအလုပ်ရှာပေးနေတယ်ချက်မကနော်ဒါလေးပြောပြရင်ဖြစ်ပါပါနော်အဲ့မှာဥစဉ်တော့ဟုတ်ပြီကိုကျော်ကလည်းပြေးသွားအောင်ကြတယ်အဲ့တော့ကို့အစီစဉ်နဲ့ကိုသွားတော့ပြကိုကားလေးနဲ့သွားရတယ်ပြန်လာတော့အမကားတော့ဆုတ်ပြတ်တက်နေအပြန်လာလို့မကြောက်ဘူးနော်ဥစဉ်တော့ပြန်လာတော့ဟိုမှာစစ်ကဖြစ်တယ်ကလေးတဝက်လည်းဖြစ်တယ်ဟိုမှာပြေးရတယ်ဒါမျိုးအဲ့ကျနော်ဘုကျောက်ကိုအချိုးကြောင့်ဘုကျောက်ကတော့ဒါတကယ်လေးစားစရာကောင်းပါလေဒီဘုကျောက်လေးစားစရာကောင်းပါလို့ဘုကျောက်အဲ့လိုအဲ့လိုအာဖုံဖုံတပည့်တော့ အဲ့လိုကအဲ့လိုပဲဘုကျော်တက်နေဟာခွန်ဝေတပီတော့မပြောမိလိုက်ရဘူးအလုပ်တွေလက်ခံတယ်သူဘာပြောနောက်ဆုံးပို့ပြီးလေးစားတဲ့ခေါင်းကဘာလဲခွန်ဝေတပီတော့မနေ့ကကိစ္စနဲ့ပဲတပီတောင်းပန်တယ်ခင်ဗျာတဲ့ဒါကြတော့သူပောက်ကူတော့တောင်းပန်စရာအကြောင်းမရှိဘူးလေပောက်ကူတော့ဘာမှမဟုတ်တာဒါနဲ့ကစစ်သားပီတာသွားပဲသူလို့တဲ့ဟောငါပေါ့ဆရာတော့ငါပြောပြီးမှငါဆရာတော့ဒီကားနဲ့ပဲငါစစ်စစ်ပြီးလိုက်ပို့ခိုင်းမယ်ပြောထားပြီးလားငါအလုပ်တွေကမေ့သွားတယ်ဆိုတော့ကြောက်သူမေ့သွားတယ်ချက်ချင်းလိုက်ရင်တောင်းပန်တယ်ဒါမေ့သွားတာမဟုတ်ဘူးမင်းတို့ကိုထိုးကြွေးလိုက်တာ ပောက်ကူတော့ရဲ့အေးပောက်ကူတော့ကတော့သူတို့ကဘာမင်းအောင်လိုင်ရဲ့ အောက်မှာရှိတဲ့စစ်ကွေးတွေရဲ့တုတ်ကြီးတွေပါမျောနေတာတွေ့နေရပါတယ်။ကဲဘာပဲပေါကုတုံးဆိုတာကတော့အလုံးသိတဲ့အတိုင်းပဲလူငယ်တွေကိုပတ်စံ1000 2000တော့ပေးပြီးတော့လူငယ်လူငယ်ချင်းပြန်လဲပြီးတော့တိုက်ခိုင်းနေတယ်ဖြစ်ပါတယ်။ဒါကြောင့်လုံးဝကိုမှာပဲသင်ငန်းချွတ်ပြီးတော့ပြည်သူရှိမှဘာလို့ပြရမလဲဆိုတာကတော့တော်လိုင်းတတိကစီစဉ်ရမယ့်ရာဖြစ်ပါတယ်။တော်လိုင်းမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့ဇော်မဲလုံးကနေပြီးတော့ ICC လို့လုံးဝကိုယူဆိုင်စားမလို့ဘူးဆိုပြီးတော့အမြဲတမ်းတိုင်းငယ်လုံးကိုသူတို့ရဲ့ဘာသာပြန်မီဒီယာကနေတစင်ကြီးညာပြီးမှတော့ ဆရာကိုသိမ့်မြက်ကဘယ်လိုမျိုးသုံးသပ်ပြလာလဲဆိုတော့မကြည့်ရတဲ့မျိုးတွေပြန်လည်းဝေမျှလေးခြင်းပါတယ်ကြည့်ရတဲ့မျိုးတွေကျွန်တော်တို့အားပေးတော်ရရပါတယ်အဲ့ဒါ28ရက်နေ့မြန်မာနိုင်ငံမှာငရင်ကြီးလှုပ်နေတဲ့အချိန်မှာအယ်ဂျာဇီရာသတင်းတောက်ကစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းနဲ့အင်တာဗျူးလုပ်နေပါတယ်အေဗီလာ23ရက်နေ့မှာတော့အဲ့ဒီအင်တာဗျူးကိုအင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်ခဲ့ပါတယ်ဒါဟာစစ်ကောင်စီထိပ်ပိုင်းနဲ့ရှာရှာပပရတဲ့အင်တာဗျူးဖြစ်တဲ့အတွက်စိတ်ဝင်စားစရာဖြစ်ပါတယ်။ဗိုလ်ချုပ်မင်းအောင်နိုင်နဲ့ရုရှားသတင်းဌာနအင်တာဗျူးလုပ်တာတွေရှိပေမဲ့အဲ့ဒီအင်တာဗျူးတွေကဇက်တိုက်ထားတဲ့အင်တာဗျူးတွေနားထောင နေရတယ်လို့ဖြစ်နေပါတယ်။အင်တာဗျူးတဲ့သူကအင်တာဗျူးခံတဲ့သူကိုမြောက်ပြမေးမြန်းသွားတာမျိုးတွေကအများစုဖြစ်နေပါတယ်။အခုအဂျာဇီရာအင်တာဗျူးကတော့ပြည်သူအများကိုကိုစားပြုပြီးတော့မေးတဲ့မေးထိုက်တဲ့မေးခွန်းတွေကိုမေးမြန်းသွားတာတွေ့ရပါတယ်။ဒီအင်တာဗျူးမှာဖြေဆိုသွားတာတွေနဲ့ပတ်သက်ပြီးတော့သုံးသပ်တင်ပြတာကိုမလုပ်မီမှာဒီအင်တာဗျူးမှာပြောထားတဲ့အချက်လက် information တွေကိုအရင်ကောက်နှုတ်တင်ပြကြပါမယ်။ဒီအင်တာဗျူးမှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စစ်ကောင်စီရဲ့အစီအစဉ်တွေကိုပြောထားပါတယ်။ ွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလအနောက်ဆုံးအပတ်နဲ့2026ခုနှစ်ဇန်နဝါရီလဒုတိယအပတ်ကြားမှာပြုလုပ်သွားမယ်လို့ဆိုပါတယ်။အဲ့ဒါလို့ရွေးကောက်ပွဲလှုပ်တဲ့အခါမှာတနိုင်ငံလုံးကိုတစ်ချိန်တည်းနဲ့အပြီးလှုပ်နိုင်မှာမဟုတ်ဘဲနဲ့နှစ်ဆင့်ခွဲပြီးတော့လှုပ်သွားမယ်လို့ဆိုထားပါတယ်။ပထမအဆင့်အနေနဲ့ရွေးကောက်ပွဲကိုတည်ငြိမ်အချက်နဲ့နေရာတွေမှာလှုပ်သွားမှာဖြစ်ပြီးတော့မတည်ငြိမ်တဲ့နေရာတွေအထူးလုံခြုံရေးချထားဖို့လိုအပ်တဲ့နေရာတွေမှာဒုတိယအဆင့်အနေနဲ့ရွေးကောက်ပွဲ ထက်လုသွားမယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကဆိုပါတယ်။သူပြောသွားတဲ့အထက်မှာ မြို့နယ်တွေရဲ့တဝက်90ရာခိုင်နှုန်းလောက်မှာဘာမှအထူးလုံခြုံရေးချစရာမလိုဘဲနဲ့ရွေးကောက်ပွဲလုပ်နိုင်တယ်လို့ဆိုသွားပါတယ်။ဒါအပြင်ရွေးကောက်ပွဲကို နိုင်သူအကုန်ယူဆိုတဲ့ FPTP စနစ်နဲ့အချို့ကျကိုစားပြုစနစ် PR စနစ်တို့ကိုရောနှောအသုံးပြုသွားမယ်လို့လည်းဆိုထားပါတယ်။ ပြည်သူ့လွှတ်တော်ကိုနိုင်သူအကောင်ယူ FPTP စနစ်နဲ့ပြုလုပ်ပြီးတော့အမျိုးသားလွှတ်တော်ကိုအချိုးကျကိုစားပြုစနစ် PR စနစ်နဲ့ပြုလုပ်မယ်လို့ဆိုပါတယ်။တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကိုတော့ FPTP ကတဝက် PR တဝက်နဲ့လုပ်မယ်လို့ဆိုပြပါတယ်။ဒါကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ဇော်မင်းထွန်းပြောထားတဲ့အချက်တွေပါ။ဒုတိယအချက်ကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဒေါ်ဆန်းစုကြည်ကိုရွေးကောက်ပွဲမှာပါဝင်ခွင့်ပြုမပြုဆိုတာနဲ့ပတ်သက်ပြီးတော့ ပြန်ဖြေကြထားတာတွေပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာတတ်မှတ်ထားတဲ့အချိန်အတွင်းမှာပါတီကိုပြန်ပြီးတော့မှတ်ပုံမတင်ခဲ့လို့ရွေးကောက်ပွဲဝင်ခွင့်မရနိုင်တာလို့သူကဆိုပါတယ်သူတို့စစ်ကောင်စီဘက်ကအလုံးအလောက်အချိန်ပေးခဲ့ပေမဲ့အချိန်မီမှတ်ပုံမတင်လို့ရွေးကောက်ပွဲဝင်ခွင့်မရတာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်ရွေးကောက်ပွဲဝင်ခြင်းနဲ့ပါတီဝင်တွေကဒေါအောင်ဆန်းစုကြည်စီကိုတွားပြီးတော့ခွင့်ပြုချက်တောင်းရမှာဒေါအောင်ဆန်းစုကြည်က yes no အဖြစ်တိတိကျကျမပေးဘူးလို့သူကဆိုပါတယ် ဒါကတော့ဒေါ်စနာမင်းရွေးကောက်ပွဲဝင်ရေးအတွက်ဒေါ်စန်းစုကြည်ကိုသွားတွေ့ခဲ့တယ်ဆိုတော့သတင်းနဲ့ပတ်သက်ပြီးတော့ထပ်ဆင့်အတည်ပြုပေးလိုက်တဲ့သဘောတက်ရောက်ပါတယ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမှတ်ပုံပြန်မတင်တာဟာ NLD အမတ်တချို့ကပုံနေပြီးတော့တချို့ကတောခိုသွားလို့လို့သူကဆိုပါတယ်တတိယအချက်အနေနဲ့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှာလားလို့မေးရမှာ PDF နဲ့ NUG ကို ခွဲခြားပြောဆိုသွားတာတွေ့ရပါတယ် PDF တွေကိုဆွေးနွေးဖို့အသင့်မဲ့လို့ပြောပြီးတော့ NUG ကတော့အကြမ်းဖက် terrorist အလုပ်တွေလုပ်ထားတဲ့အတွက်ကြောင့်မဆွေးနွေးနိုင်ဘူးလို့သူကဆိုပါတယ် NUG အနေနဲ့ဆွေးနွေးခြင်းနဲ့ဆိုရင်အကြမ်းဖက် terrorist အလုပ်တွေကိုဆွတ်လွတ်ကြောင်းပထမဆုံးတရားဝင်ကြေညာရမယ်လို့သူကဆိုပါတယ် structure အချက်ကတော့သူတို့အနေနဲ့တရုတ်အကူအညီယူပြီးတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ဆွေးနွေးရမှာကိုကတ် MNDAA နဲ့ဆွေးနွေးရအောင်မြင်တယ်လို့ပြောပါတယ်သူအင်တာဗျူးပြောတဲ့အချိန်ဟာလာရှိုးကို ပြန်မအပ်သေးမီအချိန်ကပြောတော်တာဖြစ်ပါတယ်ငလျင်လှုပ်တဲ့နေကသူပြောတော်တာပါပလောင် TNLA အဖွဲ့နဲ့တော့ဆွေးနွေးနေစေလို့သူကဆိုပါတယ်အေးအေးအရခအဖွဲ့ကတော့ဆွေးနွေးလိုတဲ့သဘောထားအေးဘက်ကဖော်ပြပေမဲ့ဆွေးနွေးမှုမစတင်နိုင်သေးဘူးလို့သူကဆိုပါတယ်ဒါကသူ့ရဲ့အဆိုပါပြစ်စမအချက်ကတော့ပစီကြီးဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပါတယ်ပစီကြီးဟာ PDF တွေရှိလို့ဘုံကျဲရတာလို့သူကသတင်းတောက်ရဲ့အမေကိုပြန့်ပြေးပါတယ် ကလေးတွေအများအပြားသိဆုံးရတာနဲ့ပတ်သက်ပြီးတော့ဘေးထွက်ဆိုးကျိုးဆိုတာကတော့ရှိမှာပဲလို့သူကဆိုပါတယ်ဆက်တမအချက်ကတော့ရိုဟင်ဂျာတွေမြန်မာပြည်ကိုပြန်လာဖို့ခက်နေတာဟာစစ်ကောင်စီဘက်မှရိုဟင်ဂျာတွေကယုံကြည်ဖို့ခက်ခဲနေတာမဟုတ်ဘူးလို့သူကညှင့်ထားပါတယ်ယုံကြည်မှုမရှိကြတာကကုလသမဂ္ဂနဲ့ကုလသမဂ္ဂဒုက္ခသည် agency UNHCR တို့သာဖြစ်တယ်လို့သူကဆိုပါတယ်ဒါတွေက ဘုရားဇော်မင်းထွန်းပြောထားတဲ့အထက်ကစိတ်ဝင်စားစရာအချက်တွေကိုကောက်နှုတ်ပြီးတော့တင်ပြပေးတာပါအဲ့ဒီပြောဆိုချက်တွေနဲ့ပြောဆိုပုံတွေအပေါ်မှာဆက်လက်ပြီးတော့သုံးသပ်တင်ပြပါမယ်ပထမဆုံးအနေနဲ့ဘုရားဇော်မင်းထွန်းရဲ့ကိုဟန်အမှုရာနဲ့ပတ်သက်ပြီးတော့ဆက်ပြောချင်ပါတယ်ဘုရားဇော်မင်းထွန်းရဲ့ပြောပုံဆိုပုံနဲ့ကိုဟန်အနေထားဟာစစ်ဖို့ပီတာတဲ့ကိုဟန်အမှုရာလို့ဆိုရမလို့ရှိပါတယ်ဘဝပြည့်ကစစ်ဖို့တွေဟာအပေါ်အောက်ခွဲခြားဆက်ဆံမှုတိတ်ကြီးမှားပါတယ် လူတိုင်းလူတိုင်းကိုဘသူကသူတို့အပေါ်ကလူဘသူကသူတို့အောက်ကလူဆိုတာမျိုးကို စိတ်ထဲမှာတွေးထားသတ်မှတ်ထားပြီးတော့ဆက်ဆံလေးရှိပါတယ်စစ်တပ်ကစစ်သားတွေကိုလက်ကျင့်ပေးတဲ့အရာကကြောက်စိတ်နဲ့ရန်လိုစိတ်ပါစစ်တပ်ကလက်ကျင့်ပေးတာအဲ့ဒီမျိုးရှိပါတယ်အဲ့ဒါလိုတင် जा လက်ကျင့်ပေးထားတာကစစ်တနန်းတွေမှာကလေးကတခါတည်းလက်ကျင့်တင် जा ပေးလိုက်တာပါဘိုးလောင်းတင်တန်းတွေမှာလည်းအဲ့ဒါလိုပဲလက်ကျင့်တင် जा ပေးပါတယ်ဘိုးလောင်းတင်တန်းတွေမှာဆိုလို့ရှိရင်စီနီယာကိုခံမပြောရဲအောင်တခါတည်း ်စီနီယာတွေကဂျူနီယာကိုအသေးအကျေထိုးကျပြီးတော့တင် जा ပေးလိုက်တာပါပဲအဲ့ဒါကြောင့်အထက်လူဆိုလို့ရှိရင်စီနီယာဆိုလို့ရှိရင်ကြောက်တဲ့စိတ်နာခံတဲ့စိတ်ဟာအယိုးဆွဲနေပါတယ်အောက်လူကိုဆိုလို့ရှိရင်ရန်လိုချင်ပါတယ်အနိုင်ကျင့်ချင်ပါတယ်အောက်လူသားမကသူတို့ရဲ့ရန်သူလက်နက်မဲ့တဲ့ပြည်သူတွေအပေါ်မှာလည်းအလားတူပဲသဘောထားတတ်ပါတယ်အဲ့ဒါကစစ်သားစစ်ဗိုလ်တွေရဲ့ mindset ပါဘိုးကျောင်းစော်မင်းတို့မှာအဲ့လိုသဘောထားမျိုးတွေ့ရပါတယ်။ဗမာသတင်းသမားတွေဆိုလို့ရှိရင်သူတို့ဟာ ဟောက်ချင်ငောက်ချင်ပါတယ်နိုင်ငံသားသတင်းတောက်အချိန်မှာကျတော့ဆရာရှိရောက်နေတဲ့ចောင်းသားလိုခက်ကုတ်ကုတ်လေးဖြစ်နေပါတယ်အထက်အရာရှိလေးရှိမှသတိဆွဲထားသလိုဖြစ်နေပါတယ်မျက်နှာမှာစိုးရိမ်ပူပန်မှုတွေမြင်တွေ့နေရပါတယ်တကယ်တော့ဗမာသတင်းတောက်နဲ့နိုင်ငံသားသတင်းတောက်အတူတူပါပဲဝါနုတာဝါရင်တာကြွားချင်းကြွားပါမယ်ဗမာသတင်းတောက်တွေထဲမှာလည်းဝါရင်သတင်းတောက်တွေကြွန့်ကျင်လိမ္မာသူတွေအများကြီးပါဒါပြင်စစ်ဘုစစ်သားတွေဟာနိုင်ငံသားတွေနဲ့ဆက်ဆံမှုနည်းပါးတဲ့အတွက်နိုင်ငံသားကြောက်တဲ့စိတ်မျိုးလေးရှိတတ်ပါတယ် ိုင်ငံသားဆိုလို့ရှိရင်မယုံကြည်တဲ့စိတ်တန်တရားဝင်တတ်တဲ့စိတ်ကြောက်တတ်တဲ့စိတ်မျိုးတွေနဲ့အတူတိတ်တခိုးထင်ကြီးတဲ့စိတ်မျိုးတွေရှိတတ်ကြပါတယ်အဲ့ဒါကိုပဲ xenophobia လို့ခေါ်ကြပါတယ်ပထမဆုံးမေကွန်းမှာကလေးက aljazeera သတင်းတောက်ကစစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီးတော့လို့သုံးလုံးပါတယ်အာဏာသိမ်းပြီးလို့သုံးပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကန့်ကွက်ညှဉ်းဆိုတာမရှိပါဘူးနိုင်ငံတကာကစစ်ကောင်စီဟာအာဏာသိမ်းထားတယ်လို့ရိုးရိုးပဲမြင်ပါတယ်ရိုးရိုးပဲအဲ့ဒီအတိုင်းပြောပါတယ် အဲ့ဒါကိုဘိုးကျုပ်စောမင်းထွန်းကမငင်းတဲ့အတွက်လက်ခံလိုက်တဲ့သဘောတက်ရောက်ပါလေသူတို့ခရဏပြောနေသလိုအာနာတိတ်နာမဟုတ်ပါဘူးအာနာထိတ်နာပါဆိုတာမျိုးတွေကိုဘယ်သူမှလက်မခံမှန်းသူတို့သိနေပါတယ်ဒုတိယမေခွန်းမှာအယ်ဂျာဇီးရာသတင်းတောက်ကကောင်းကောင်း challenge လုပ်လိုက်ပါတယ်လွန်ခဲ့တဲ့2023ခုနှစ်ကတိုင်းပြည်ရဲ့လုံးကြုံရေးကိုမထိန်သိမ်းနိုင်သေးလို့ရွေးကောက်ပွဲမလုပ်နိုင်သေးဘူးလို့မင်းကပြောခဲ့တယ်အခုအရင်ကထက်ထိန်သိမ်းနိုင်စွာ ပို့တောင်းမှနဲလာနေပြီမင်းတို့ထိမ့်သိမ့်နေတာက30 200ခိုင်နှုန်းလောက်ပဲရှိတော့တယ်လို့တောင်းမှလူတွေကပြောနေကြတဲ့အခြေကြမ်းမှာရွေးကောက်ပွဲလုပ်မယ်ဆိုတော့ဘလို့လုပ်ပြီးတော့ဖြစ်နိုင်မှာလဲလို့မေးပါတယ်ဒါကတော့သတင်းမှားပါပဲလို့ပူချုပ်စွန်မင်းထွန်းကပြန်ပြေးပါတယ်မှားတယ်လို့ညင်ရတာကလွဲပါတယ်ဒါပေမဲ့ဘလို့မှားသလဲဘလောက်မှားသလဲသူတို့ထိမ့်ချုပ်ထားနေတာကဘလောက်အတိုင်းတာရှိသလဲဆိုတာကိုတော့သူကရှင်းပြမသွားနိုင်တဲ့အတွက်သူကဒါဒါသတင်းမှားပါပဲလို့ပြောပေမဲ့ ပြည်သက်ကလက်ခံယုံကြည်လောက်အောင်ညှင်းသွားနိုင်တယ်လို့တော့မဆိုနိုင်ပါဘူးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တော်တော်များများကိုဗိုလ်ချုပ်စော်မင်းထွန်းကပြောသွားပါတယ်အဲ့ဒါကသူပြောဖို့ကြိုတင်စီစဉ်လာတဲ့အချက်တွေဖြစ်ပုံရပါတယ်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါအောင်သူတို့ကလှုပ်ထားတာမဟုတ်ဘဲနဲ့ NLD ကမှတ်ပုံမတင်လို့မပါရတာဖြစ်တဲ့အတွက် NLD ရဲ့အပြစ်ပဲလို့သူကဆိုချင်ပုံရပါတယ်သူတို့အများရန်ရှုံးနေတဲ့ NLD ကိုရွေးကောက်ပွဲမဝင်နိုင်အောင်လုပ်ပြီးတော့ သူတို့အနိုင်ရထားတဲ့ပါတီအသေးလေးတွေမဲကောင်းကောင်းမေးရကြတဲ့ပါတီတွေနဲ့ပဲသူတို့ကပြိုင်ကြမယ်ဆိုတော့တကယ်တော့ရှက်စရာကြီးပါ